လစ်ပံပြိုးသူဒေါ်လန်ကလစ်ကားများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ရဲ့ဒေါ်လန် YouTube Channel ဖြစ်တဲ့ Clicker Universe YouTube Channel လေးကနေပြီးတော့တပံပြန်လဲကြိုဆိုလိုက်ပါရခင်ဗျဒီနေ့ရက်ဒီအချိန်လေးကတော့အစာတုံပေါက်စားဖြစ်တဲ့ကျွန်တော်ရဲ့ပြန်လဲမျှဝေပေးရမယ့်အချိန်လေးကိုရောက်ရှိလို့လာခဲ့ပါပြီခင်ဗျကျွန်တော်ဒီနေ့တွက်ပြန်လည်မျှဝေပေးမှလေးကတော့ဆရာအကြီးတော်ရေးသားထားတဲ့ မိတ္တဟတယဟာတတက်ချမ်းဆိုတဲ့ဆောက်လေးရဲ့အပိုင်းဆက်အပိုင်းရှင်းလေးကိုဆက်လက်ပြီးတော့မျှဝေပေးချင်ပါတယ်ခင်ဗျာပြန်လည်မျှဝေခွင့်ပြုပါလို့လဲဆရာရဲ့တက်ဆိုင်တူမိသားစုအားလုံးထံမှာခွင့်ပန်လိုက်ရပါတယ်ခင်ဗျာကျွန်တော်မျှဝေမူလေးမစခင်ပါကျွန်တင်ပြီးတော့ပြောချင်တာလေးကတော့ဆရာကြီးတော်ကလေဒီဘောကတက်လန်း လိတ်ခတ်တဲ့လေးတွေနဲ့အတူဟာတာလေးတွေနဲ့ညက်ပြီးတော့အနှောပြီးတော့ရေးထားတဲ့အတွက်ကြောင့်မလို့ပါလိတွေအကျော်လျှော်ထားဖို့ပြောချင်ပါတယ်ခင်ဗျာကဲအစင်းသေးဖြစ်ရင်ကျွန်တော်တို့အပိုင်းရှင်လေးကိုဆက်သွားလိုက်ရအောင်ဗျာ topic 8ကိုအယူဆကိုမမိတ်မတုံယုံကြည်ပါကျွန်တော်အရှိရပြောခဲ့ပါသည်ညင်းဆန်နေခြင်းသည်တင်ဤ တန်မိုးရှိသော အချိန်ရဲ့တဒိဋ္ဌိစေတာကိုဖဲ့ယူဝါမြူသွားမည်ဟုဤစကားသည် အမလုံးမိသူအတွက်သာဖြစ်သည် မန္နေလင်ကမိမိ၏ယူဆကို လုံးဝကာကွယ်ငင်းဆန်ရရမည်အချို့သောလူများကကိုမန်လျာတိလျက်ပင် အထက်လူကြီးကို ကြောက်ရွံ့၎င်းတတိကိုမပြော၏၎င်းညင်၍တီးခံရတတ်ကြသည်ဘွာသူတဲ့ချင်းတို့သည်ဤစိတ်ကို လုံးဝဖယ်ရှားပြရမည်ဖြစ်သည် ိမိမှန်နေရင်မိသူကိုမဆိုလုံးဝငင်းဆန်ရရမည်ဖြစ်ပါသည်ကိုရှင်ကြီးမှုတွင်မိသူကိုမဆိုတင်းပြရရမည်အလို့ရှင်ပြောသည်များကိုငင်း၍သိခံနေရင်မိတို့သောအောင်မြင်မှုမျိုးကိုမှရရှိမည်နိမိမိရဲ့ယုံကြည်ချက်မင်္ဂမှုကိုရဲဝန်းစွာတင်ပြမှသာလျှင်တင်ဤအောင်မြင်မှုလမ်းကြောင်းသည်ပွင့်လာမည်ဖြစ်ပါသည် ။ထို့ကြောင့်ရရဲ့တပြင်းထန်ညင်းဆန်ရတော့အမျိုးသမီးတူကို ဥပမာပြပေးရှင်ပါသည်။ຫນွေဥပရာသည်ဟာဝိုင်ကန်းချီသည် အနားယူသူများနှင့်ပြည့်နှက်နေသည်။အမျိုးသမီးကဟိုတယ်ကန်းတွင်တဲခိုရန် အခန်းကားနေသည်။ဟိုတယ်မန်နေဂျာကလည်းတောင်းပန်နေလေသည်။ဒီဒီဟိုတယ်မှာလည်း တဲကိုစရာတခမ်းမှမကြံတော့လို့ပါတခြားဟိုတယ်မှာတဲပါလားကျမတမျိုးလုံးမှရှာပြီးပြီဘယ်မှာမှရှာလို့မရဘူးတမပြစ်အောင်ပဲစီစဉ်ပေးပါခတ်တာပဲဗျာဒီဟိုတယ်မှာကကျွန်တော်တို့အိတ်ခမ်းမှာတဲခုသူတွေကိုပေးထားရတာတခြားတော့ရှိရဲ့ဘာမှတော့စိတ်မဆိုးနဲ့နော် အမျိုးသားနှစ်ယောက်တည်းနေတဲ့အခန်းတခန်းရှိတယ်အဲ့ဒီမှာတဲရင်တော့ပြောကြည့်ပေးလို့ရမလားပဲ ရရလေကျမကိုကျမတာဝန်ယူတယ်ကျမသဲမယ်ဟိုတယ်မန်နေဂျာကလည်းထိုနီယောက်နဲ့တွားညီသည် အစဉ်ပြေသည်ဖြင့်မိန်းကလေးကိုထိုအခန်းသို့ပို့လိုက်သည်မိန်းကလေးအခန်းထဲဝင်ဝင်လာခြင်းထိုနှစ်ဦးကစကားပြောနေသည်ဒီခန်းထဲမှာကလေးကနှလုံးမရှိတယ်ဘယ်သည်တစ်ခုမေးမယ် ဖြေးနိုင်ရင်ကို့ဘာသာကိုကတင်နဲ့အိတ်မဖြေးနိုင်ရင်ငါတို့နဲ့အိတ်ရမယ်အမျိုးသမီးကလည်းသဘောတူသည်သူ့အတီးရနီနီလေးသေးသေးလေးအပင်ပေါ်မှာပဲတီးတယ်အဲဒါဘာသီးလဲအမျိုးသမီးကလည်းအေးဆေးစွာပဲပြန်ဖြေသည်ခရမ်းညင်သည် မာဘီမာဘီဟာခရဲရင်တီးကနွယ်ပင်မှာတီးတာမြေကြီးမှာတီးတာစွန်ပလွန်တီးမှာမှန်ပါဘုန်းယောက်ကပျော်ပြီးတော့ထခုံကြသည်ဟိုတယ်မန်နေဂျာကတော့မျက်နာတွေပြက်လို့ဒီလိုနဲ့တညာအိတ်ကြပါတယ်ဆိုတော့ဟိုတယ်မန်နေဂျာကြီးကတညာလုံးအိမ်မပျော်ဘူးထိုမျိုးသမီးတို့ဆိုးရိမ်နေရဖြစ်သည်ပြဒနာတကူကူတက်လို့ရှင်းလင်းရအမျိုး နည်းနည်းလင်းလင်းချင်းထိုခန်းကိုသွားကြည့်သည်ဘာရီဖြစ်ကုန်တော့မလဲပေါ့ကရင်မော်တွင်အမျိုးသမီးကတင်ပလွဲထိုင်နေသည် အမျိုးသားနှုတ်ကကရင်အောက်မှာဒူးထောက်ရင်းတောင်းမှန်နေကြသည်တောင်းမှန်ပါရဲ့ဗျာစွန်ပလွန်သည်လို့ပဲပြောပါဟင်းခင်းညင်သည်ပဲကဲကိုရှုံကြည့်ကြပေါ့ဘလောက်တောင်းမှခိုင်မှလိုက်တယ်လေကိုရှုံကြည့်မှုတော့ဘလောက်ရှဲရင်လိုက်တယ်လေ အတူယူစရာပင်ကောင်းကောင်းသေးတော့ဒါမှမရှင်းသေးရင် နောက်ထပ်ဥပမာတစ်ခုထပ်ပြောပြပါမည်။သွားစေးကုကံတခုတည်းတို့အမျိုးသမီးတူဦးကပြေးဝင်လာပြီးတော့ဆရာဝန်ကို ပြေးဖက်သည်။အမျိုးသမီးမှပင်မမမောင်နှမတွေ့ရလေဒီတကားနောက်ဆုံးထင်တယ်။ ဆရာဝန်ကလည်းမျက်လုံးကြီးပြူသွားပြီးတော့ဘာလဲဘာလဲအင်းကလူကြီးကြီးတိသွားလို့လားမဟုတ်ဘူးနှုတ်ဆရာတော်တချောတော်ဒီတချောင်းဝဲကြံတော့လို့အင်းကြီးရဲ့ခြေကိုလက်နိုင်ပြီးတော့ကမ္ဘာလောကကြီးကိုကြည့်နေ ਉ နဲ့ ကမ္ဘာလောကကြီးအကြောင်းသိရမှာမဟုတ်ဘူးကမ္ဘာလောကကြီးအကြောင်းသိရဖို့ဆိုရင်လက်ထုတ်ပြီးတော့လောကကြီးကိုထိကန်ကြည့်မှာပဲသိနိုင်ပြီမတ်တွင်ဟုတ်ကဲ့ဒီနေ့ရဲ့ topic အပိုင်းစက်လေးအပိုင်းရှစ်ကိုတော့ကျွန်တော်ဒီဒီတန်တန်လေးနဲ့ပဲရွတ်ဖက်အမြောက်ပြီးတော့ပါတယ်ခင်ဗျာနောက်ရက်တွေမှာနောက်ထပ်အပိုင်းစက်လေးတွေနဲ့ ပြန်လာပါမယ်ခင်ဗျာဘလိုမျိုးအပိုင်းဆက်လေးဖြစ်ပြီးတော့ဘလိုမျိုးစိတ်ဝင်စားစရာတက်လန်းတွေပါလာမလဲဘလိုဟာတာတွေနဲ့ရေးစရာတွေပါလာမလဲဆိုတာကိုတော့စောင့်မျှော်နှာတော်တာဆင်ပြေပါခင်ဗျာဒီနေ့အတွက်လည်းအချိန်ပေးပြီးတော့နှာစင်ကလစ်ပေးခဲ့ကြတဲ့ဒေါ်လန်ကလစ်ကဒူးတျောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ကလစ်ပံပြို့သူဒေါ်လန်ကလစ်ကားများအားလုံးပဲတဘာဝတရားရဲ့ဘေးအန္တရာယ်ဆိုရီနောက်ပြီးတော့လေအာနာယူပက်စစ်မိဆာကောင်ရဲ့အန္တရာယ်လက်တွဲကနေပြီးတော့အမြန်ဆုံးအမြန်ဆုံးလွတ်ကင်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်မျှဝေပေးခဲ့တဲ့ဒီ topic အပိုင်း၈လေးတွေကနေပြီးတော့နားဆင်သူ clicker တို့က ဆရာအကြီးတော်ပေးမဲ့ message လေးပေးရှင်တဲ့တင်ကန်းစာလေးကိုရလိုက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအဒီလို clicker တို့ကနာဆင်းပြီးတော့တကူကူတစုံတရာလေးများ ပြန်ပြီးတော့ရလိုက်တယ်ဆိုလို့ရှင်ကျွန်တော်အများဝေပေးနေရတာကကျွန်တော်သိဆက်ပေးနေတာအကျိုးရှိတယ်တန်ဖိုးရှိတယ်လို့ယူဆပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ကတော့ Excel ပါဗျ Excel ဆိုရင် clever emoji လေးနဲ့တွဲပြီးတော့တိထားမှတ်ထားပေးပါခင်ဗျာဟုတ်ကဲ့ဒေါ်လာ20နှစ်ရများပါခင်ဗျာ